မင်္ဂလာပါရှင်။ဒက်ဆယ်လီဗရီနူရဲ့အော်တိုဘာလာ30ရက်နေ့ည8:00နာရီဒီနောက်ဆုံးအနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။နောက်မီမလင်းသစ္စာရှိရှိနဲ့ချစ်ပေတဲ့အော်စီနိုင်ငံသားကိုလက်ထပ်တော့မှာဖြစ်ကြောင်းချပြလာတဲ့ရလဲ့ရဲ့တဲ့။ကြည်ကြည်တဲ့ချမ်းသာပေမဲ့လေရှေ့ပြည့်တခုမပါဝင်ပဲရိုးရိုးရှင်းရှင်းလေးသာပွဲကိုတက်ခဲ့တဲ့ဇွဲတဲ့ပက်ကန်ရှင်ရဲ့တဲ့။ဖေးသိခံလိုက်ရတဲ့ဒိုက်တာမိုက်တီတွေခုလိုစကားတခွန်ပြောလိုက်တဲ့လင်းစာနီဇော်ရဲ့တဲ့။ကထိန်ဝဲကိုဖြာပုံတစ်မျိုးလုံးကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တဲ့ဆယ်လီအုပ်ကြီးရဲ့တဲ့ပါဝင်။ မိဘတွေမရှိချင်းညီလေးညီမလေးတွေကိုကိုကြီးဖားရထားလို့စောက်ရှောက်နေတဲ့ဆယ်နှစ်ရွယ်တားငယ်လေးရဲ့တရင်ကိုရှူစားအမဖြစ်ပါတယ်ရှင်နောက်မီးမလင်းတစ္ဆာရှိနေချစ်ပေးတတ်တဲ့အော်စီနိုင်ငံသားကိုလက်ထပ်တော်မှာဖြစ်ကြောင်းကိုချပြလာတဲ့ယင်လန်တချိန်ကအကစားမာရောနှုပညာမှာပါထူးချွန်ခဲ့တဲ့တည်ဥဆောင်မင်းမီချောင်းလေးယင်လန်တရား တမိုင်းချစ်တဲ့အသည့်စီကနေတရားဝင်လက်ထက်ခွင့်တောင်းခြင်းကိုခံလိုက်ရပြီးတော့မကြခင်လက်ထက်တော်မှာဖြစ်ကြောင်းကိုတရားဝင်ချပြခဲ့ပါပြီ။ရန်နဟာတိတ်ကအချင်းမှာကံမကောင်းခဲ့သူတယောက်ပါ။သူတပြင်းတော့သူ့ရဲ့အီးဆောင်ဖြစ်သူကိုဆိုင်မှန်းနဲ့ပြစ်ဆွဲပြီးတဲ့နောက်မှာသူမဟာစိတ်ပိုင်းဆိုင်ရာရောစမ်းမရေးမှာပါထိခိုက်ခဲ့ရပြီးအမှုပညာအလုပ်တွေကမှချိန်တော်ကြာပြောက်ွယ်သွားတဲ့အထိကိုအသေးခွင့်ခြင်းရံတန်းကိုပြင်းပြင်းထန်ထန်ခန်းစားခဲ့ရပါတယ်။အဲ့နောက်ပိုင်းမှာရန်နဟာအချင်းနဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ကုံသွားခဲ့ပြီး အင်တာဗျူးတွေမှာတော့သူမအနေနဲ့နောက်ထပ်အချစ်တဲ့ထက်ရှားဖို့ထက်အပြိုအမိလောက်တော့မယ်လို့စဉ်းစားထားကြောင်းကိုဖြေကြားခဲ့ပါရခြင်း။ဒါပေမဲ့ကန်ဂျမာဆိုရာမထင်မှတ်တဲ့အလှည့်ပြောင်းနေတဲ့ဖြစ်နေပါတယ်ဆိုတော့အချစ်ကိုမယုံကြည်တော့ဘူးဆိုရင်ရှင်းလင်းရေးပွားတွေကိုအချစ်တဲ့တခုရောက်ရှိလာခဲ့ပါတယ်။ထို့ကြောင့်ကတော့သူမအချစ်သူတင်အောင်မြန်မာနိုင်ငံကမဟုတ်ဘဲအော်စတြေးလျနိုင်ငံမှာနေထိုင်နေတဲ့ချမ်းသာကျွမ်းဝတဲ့တထည်တူဖြစ်နေတာပါပဲ။နိုင်ငံချောင်းမှနေထိုင်တဲ့ချစ်သူကိုရင်လက်ကစကားဆောက်လိုက်ပါတယ်။တကယ်ချင်းရင်မြန်မာနိုင်ငံကိုအခုပြန်လာခဲ့ပါ။အပြင်မှာတွေ့မှစဉ်းစားပြီးမယ်လို့ပြောလိုက်တဲ့အခါမှာ သူရဲ့ချစ်သူကတကယ်ပဲသူမကိုတကယ်ချစ်ကြောင်တက်တည်ပြဖို့ဩစတြေးလျနိုင်ငံကနေမြန်မာနိုင်ငံကိုချက်ချင်းရောက်လာခဲ့တာပေါ့ဒါဟာတကယ်ပုံမှန်ရုပ်ရှင်ဆန်ဆန်မိကလီတိုင်းအားကြမဲ့ပြုမှုလေးပါပဲမြန်မာနိုင်ငံကိုရောက်လာတဲ့အခါမှာတော့သူဟာရင်လက်ကိုတရားဝင်လက်ထပ်ခွင့်တောင်းခဲ့ပါတယ်သူလက်ထွက်တောင်းခဲ့တဲ့လက်ဆော့ကလည်းအားလုံးရဲ့မျက်လုံးကိုဖမ်းဆားသွားခဲ့ပြီးတရင်းရင်အဆိုရဆိုရင်စိတ်နှဆော့ဟာ American Dollar အသိန်းချီတန်ဖိုးရှိပြီးတော့ငါးကာရက်ကျော်တဲ့အေးအေးသွင်းမြင့်စိတ်နှဆော့ကြီးဖြစ်တယ်လို့ဆိုရင် ဒီလိုလက်ထက်ခွင့်တောင်းတာကိုရင်းနှက်ကဘွားချောင်းလက်ခံလိုက်တာလေတံပေါ်ကြီးစိတ်မဆွကြောင်းလားချမ်းသာတဲ့တထေးမှုလားဆိုရထက်အားလုံးကိုလုံခြုံမှုပေးနိုင်လို့မဖောင်းပြတဲ့တဲ့နောက်မီးမလင်းတဲ့အမျိုးသားဖြစ်ဖို့လက်ထက်လိုက်တာလို့ဆုံးဖြတ်တာလို့ဆိုရင်ဒါအတိတ်ကအသေးခွင့်ရတဲ့တွေ့ကြုံကြောင့်ဒီမှာအတွက်အရင်ကြီးဆုံးငွေကြေးရုံးရတဲ့ကောင်သစ္စာတရားနောက်နောက်မီးမလင်းမှုပဲဖြစ်နေရပါတို့မရင်ချစ်သူတဲ့ဟာတို့မကိုတံပေါ်ထားကြောင်းသစ္စာရှိကြောင်းကိုဩစတြေးလျကနေကိုရိုင်းလာရောက်ပြီးတက်တည်ပြခဲ့တဲ့အတွက်ရင်းလက်ကသူ့ရဲ့လက်ထက်ခွင့်ကိုယုံကြည်စွာနဲ့လက်ခံခဲ့တာပေါ့ သူတို့နှုတ်ဟာမကြခင်မှာကြီးကျယ်ခံထားတဲ့မင်္ဂလာပွဲကိုကျင်းပဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်။တစ်ချိန်ကချီးအင်းမှာကံမကောင်းခဲ့တဲ့စိတ်နဲ့ကြခဲ့ရတဲ့ရင်းလက်တော်တော့အခုလိုကိုယ်တကယ်တန်ဖိုးထားမြတ်လို့တဲ့တစ္ဆာရှိတဲ့နောက်မီးမလင်းနဲ့နိုင်ငံရေးခြားကနေတော့ကိုရင်လာရောက်လက်ထပ်ခွင့်တောင်းခဲ့တဲ့ချစ်သူကောင်းတယောက်ကိုရရှိလိုက်တာဟာတကယ်ကိုမှာကံကောင်းခြင်းတစ်ခုပါပဲနော်။တချို့ကတော့တွေ့တာချောင်းလာပဲရှိသေးပြီးရောင်ကြားတယောက်ကကိုယ့်ရဲ့တဘောအောင်တစ္ဆာရှိမယ်လို့ယူဆလို့မရကြောင်းကဘာပေါ်ကပြောင်းလဲမြန်ဆုံးကအမျိုးသားတွေပါလို့ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ကရောရင်လက်ရဲ့ဒီလိုအချစ်တင်တဲ့ဘဝအစ်အစပြည့်တဲ့ပုံမှာဘလို့ခံစားရလဲဆိုတော့ comment မှာဝင်အောင်ဆွေးနွေးရင်ဒီမှာအတွက်ဝမ်းသာစကားလေးတွေပြောခဲ့ကြပါအောင်ရှင်ကထိန်ပွဲကိုဖြာမုံတစ်မျိုးလုံးကြီးကြီးကျယ်ခန်းနာကျင်းပါခဲ့တဲ့ဆယ်လီယောက်ကြီးမင်္ဂလာပါပရိသတ်ကြီးရှင်အခုဆိုရင်တော့မြန်မာနိုင်ငံရဲ့အေးမြဆုံးတာယာဆုံးခြေတစ်ခုဖြစ်တဲ့စာအုပ်ကလာကထိန်ရာတီကြီးကိုရောက်ရှိလာပါပြီ ဝါလာကင်းလို့တရင်ကျုပ်ပြီးချင်းမြန်မာနန်ပြားမှာရွာတိုင်းလမ်းတိုင်းမြို့တိုင်းမှာကုသိုလ်ပြုတဲ့နေပရိသေပင်လှဲ့ကြတဲ့အတန်တွေရှရိယာကျွေးမိတဲ့နေနဲ့ရန်ကုန်မှာစီကားပျော်ရွှင်နေကြတဲ့အချိန်မှာပဲဒီလိုကထင်ရသည်မှာဆိုရင်ရက်ွယ်လိုက်ဌာနဆိုင်ရာလိုက်စုပေါင်းပုံကင်းပြေစစ်စီကားကညီညွတ်ခင်းကြလဲ့လေကြတာတွေရှိသလိုအချို့ကလည်းကိုရဲစီဝါရေးကိုရဲစူစားမှုအင်အားနဲ့တအူးတဲ့လူရှင်ဖြစ်ကြီးကြီးကျယ်ကျယ်ခန်းနာနာလူတန်းတာတွေလည်းတွေ့မြင်ရပါတယ် ဒီလိုကရင်ပြိုင်ဆိုင်ခင်းကြလူတန်းကြတဲ့အထက်မှာတော့အခုတလုံးဆိုရှယ်မီဒီယာပေါ်မှာရဲနမဲကြီးတွေပြည်သက်တရဲ့ချစ်တော်ဆယ်လီအုပ်ကြီးလည်းပါဝင်ဖြစ်ပါရဲ့ရှင်ဒီနေ့မှာတော့ဆယ်လီအုပ်ကြီးဟာသူမရဲ့ဇာတိမျိုးဖြစ်တဲ့အေယာဝိတိုင်းဖြာပုံမျိုးမှာတကယ်ကိုကြီးကျယ်ခနာလုံးနဲ့ကထိန်လူတော်ကြီးတခုကိုပြုလုပ်ခဲ့လို့အားလုံးဟာသာရုခေါ်ဆိုနေကြတာဖြစ်ပါရဲ့ဆယ်လီအုပ်ကြီးဆိုတာနဲ့ပြည်သက်တော်များများသိကြမှာပါသူမကစောပိုင်းမှာအခြေခံပညာကျောင်းတစ်ချောင်းရဲ့ကျောင်းဆရာမကြီးတယောက်ပါတကယ်ပညာတဲ့ပညာရှင်တယောက်ပါ ကြိုင်မဲ့သူမရဲ့ပျော်ရွှင်ခြင်းဖန်တီးတင်ဆက်လိုက်တဲ့တက်တော့ဗီဒီယိုလေးတွေကနေတစဉ်ပရိသတ်တွေကြားမှာနာမည်ကြီးဆယ်လီတယောက်ဖြစ်လာခဲ့ပါတယ်။အဲနောက်ပိုင်းမှာတော့ဆယ်လီဦးကြီးဟာသူမချစ်တဲ့ကျောင်းဆရာမကြီးဘွားကနေနှုတ်ထွက်ခဲ့ပြီးတော့သူမဝါသနာပါရဒုတိယအလုပ်တစ်ခုဖြစ်တဲ့ခင်းချက်တဲ့အလုပ်စားတောက်ကလုံငယ်ဘက်ကိုကူးပြောင်းဝင်ရောက်လာခဲ့ပါတယ်။သူမရဲ့ကြိုးသားမှုယူသားမှုကြောင့်ခုဆိုရင်သူမဟာအီယာဝရီတိုင်းဖြာပုံမြို့နယ်မှာကိုပိုင်ထမင်းဆိုင်ကြီးကိုပါခွင့်လှစ်ထားနိုင်တဲ့အထိအောင်မြင်နေတဲ့စီဝါရေးလုပ်ငန်းရှင်မြို့သမီးကြီးတယောက်ဖြစ်နေပါပြီ။ သူမကစီဝါရေးလုပ်ငန်းရှင်တယောက်ဖြစ်လာပြီမေသူမရဲ့မူလစိတ်တဲ့ကောင်းလေးကမပြောက်ပါဘူးအလိုအတန်းဆိုရင်ရဲရရောတလို့နိုင်ငံမှာသဘာဝဘေးအန္တရာယ်တွေကြောက်တဲ့ချိန်တိုင်းမှာလည်းရှေ့ဆုံးကနေပါဝင်ကူညီလူတက်လေးရှိပါရည်အခုဒီကထင်ရာဒီမှာတော့ဆယ်လီအောင်ကြီးဟာသူမရဲ့ဇာတိဖြာပုံမျိုးမှာစုပေါင်းလူမုတ်ဖဲနဲ့တယောက်တည်းလူရှေဖြစ်နေကြီးကျယ်ခန္ဓာလာတဲ့ကထင်သူတော်ကြီးကိုပြုလုပ်ခဲ့တာဖြစ်ပါရဲ့ရှင်ဒါတော်ယုံတရာတရားတော်ယုံကျဲဝါမှုနဲ့မလွယ်ကူတဲ့လူကြီးတစ်ခုပါဒီကရင်ကြီးမှာသူမဟာတန်ဃာတော်တွေကိုလူတန်းဖွဲ့ရာပစ္စည်းတွေတင်ငန်းပြည့်ရခါတွေ ငွေသားလူတွေနဲ့လူတန်းကဲတို့တည်းမကပါဘူးတယောက်လာတဲ့အပရိသတ်တွေအားလုံးကိုလည်းထမရေချောင်းစီဆိုသလိုစားတောက်လူမျိုးစုံနဲ့မလျှော်ရန်ကျွေးမွေးအခန့်ကြတာဖြစ်ပါရင်ဒီလူကြီးဘလောက်ခဏတည်းဘလောက်စီကားတည်းဆိုရင်ကထင်ပရိသားပင်လက်လေတဲ့အခါမှာနမဲကြီးဆိုတော့ဗနာနာကိုကိုရိုင်းငါးရန်ခေါ်ယူပြီးဖြာဖို့တမျိုးလုံးစက်ပြဲမကြာစီကားတိုက်မြိတ်စွာနဲ့လက်လေလူခံကြတာဖြစ်ပါရဲ့ရှင်ဒီမိခွန်းတွေကြောင့်ပရိသတ်တွေကသူ့မောက်ကိုချီးကျူးနေကြတာပါနောက်တဲ့ချီးကျူးစရာတခုကတော့ဆယ်လီယောက်ကြီးဟာခင်မုတ်တင်တဲ့ကွာရှင်းပြဲဆဲပြီးနောက်မှာ သူ့ရဲ့သမီးလေးနဲ့တူဘဝကိုတရားထည့်ရုံးကန်ရက်တည်းရဲ့အခုလိုအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တရားအလို့အတန်းရရောတဲ့လူရှိကြီးတရားဖြစ်တောက်ပနေနိုင်လို့ပါပဲ။ဒါတကယ်ကိုမှအများကသူ့ဇာကောင်းတဲ့စိတ်တဲ့နဲ့ကြိုးစားမှုပါပဲ။ကိုဘဝကိုကိုရရက်တည်းုံမကကိုရှောက်ပြေးလို့ရလာတဲ့ကျိုးမြတ်တွေကိုပါဘာသာတာသနာတွေပဝင်းကျင်တွေပြန်လည်ပေးခဲ့ဆိုချက်လိုရတာဖြစ်ပါတယ်။ပရိသတ်ကြီးနေနဲ့ရောဆရာမကြီးဘဝကနေတိတော့ဆယ်လီအခုလိုဖြောင်းပုံမြို့မှာတူတဲ့ကတိလူရှိကြီးဖြစ်လာတဲ့ဆယ်လီအုပ်ကြီးရဲ့လူတော်ပေါ်မှာဘလို့မျိုးသဘောရပါသလဲ။ သူမရဲ့စူးစမ်းမှုနဲ့အလူတက်ရရမှုပေါ်မှာရောဘလို့မချက်ပေးကြလဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးပေးကြကြပါဦးရှင်တတိတဲ့ချမ်းသာပေးမယ်လေရှေဘရဲတခုမှမပါဝင်မဲနဲ့ရိုးရိုးရှင်းရှင်းလေးသာပွဲထက်ခဲ့တဲ့ဇွဲထက်ပဲခိုင်ရှင်ကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်ဇွဲထက်လို့ပြောလိုက်ရင်တော့လှပတဲ့ရှေတွေတွေပြင်မစိုးရင်ចောင်းတိုက်ကြီးကပါပြင်းမြင်မိကြတာဖြစ်ပါတယ် ခေတ္တဝိတာကဇနီးမောင်နှံလို့တင်စားရတဲ့သိမ်းမောင်းတောင်းတဲ့ချီကိုလှူဒန်းခဲ့တာလေးဖြစ်ပါတယ်။ဒါကြောင့်လဲလေးစားအားကြရတဲ့သူတွေဖြစ်ဝင်းရံမှုတွေပါခံလာခဲ့ရတာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ဆွဲတဲ့ပိတ်ခိုင်ရှင်တွေရဲ့လေးစားစရာစိတ်တက်ကြောင်းပဲပြိသက်တွေအနေနဲ့ချီးကျူးနေကြရပြီဖြစ်ပါတယ်။ဆွဲတဲ့မိသားစုအနေနဲ့ဆိုင်မန်နေဂျာဖြစ်သူရဲ့မင်္ဂလာပွဲလေးတစ်ခုကြောင့်ပျော်မဆုံးဖြစ်ခဲ့ရပါတယ်။ကြည့်တဲ့ချမ်းသာသူဖြစ်ပေမဲ့လေမင်္ဂလာယူခြင်းဖြစ်တာကြောင့်သူတို့သားသမီးလေးကိုသာတစ်ဖက်မှာထင်ပေါ်စေခြင်းကဲ့သို့ပါ ဒါကြောင့်လည်းထေဝါလာပါရီရွှေစဲကျူတွေထဲရိုးရိုးရှင်းရှင်းလေးဝိစင်ဖို့ကသာစီစဉ်ခဲ့ကြတာလေးဖြစ်ပါရည်။ချမ်းသာသူများစုကတော့သူတို့သမီးသူတို့သားတွေနဲ့တူတောက်ပထင်ပေါ်ဖို့ရိတ်ကြိုးစားတက်ကြတာလေးဖြစ်ပါရည်။ချမ်းသာကြွားမှုတွေကိုတပတ်လည်နဲ့တူချပြတက်ကြသလိုအကောင်းတကအကောင်းဆုံးသောတန်မိုးကြီးတွေနဲ့သာပွဲတက်ကြတာလေးဖြစ်ပါရည်။ကြပြမှာတော့လူအများကအယုံဆိုင်လာကြဖို့ရင်တင်းမောင်းထောင်နေချီတဲ့အစီအရင်နေတဲ့သူပွဲတက်လာကြတာပါ။ဒါကြောင့်လေမင်္ဂလာယူတဲ့အချိန်အတွင်းမှာ တို့သားတို့သမီးလေးပေါ်မှာလေးစားတင်ကြောင်းကိုပါဆိုလာခဲ့ကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မင်္ဂလာဆောင်လေးအတွင်းမှာတော့မိမိကိုအနေနဲ့ချစ်ချွမှုတွေကိုရရှိခဲ့တာဖြစ်ပါတယ်။လက်ဝဲရွှေတဲတွေကမပါဝင်မဲ့ရိုးရှင်းဆုံးလာတရားတွေနဲ့သာပွဲတက်လာခဲ့တာပါ။ဒါကြောင့်လေးမိပကြီးရဲ့မင်္ဂလာပွဲအတွင်းမှာထူးထူးခြားခြားဆိုသလိုချစ်ချွခံလာခဲ့ရတာလည်းဖြစ်ပါတယ်။ဤချောပေါ်အနေနဲ့ပကြီးရဲ့မင်္ဂလာပွဲလေးမှာတော့တို့သမီးနဲ့တူထင်ပေါ်လာခဲ့ရသူဖြစ်ပါတယ်။တိန်ထောင်ကြီးရွှေတဲတွေနဲ့တူပွဲတက်လာခဲ့တာကြောင့်လည်းထောက်ပြစရာဖြစ်လာခဲ့တာပါ။ ဒါကြောင့်လေအခြေခံတည်တရားတွေနဲ့ပတ်သက်ကစာရှိကြီးတွေကတစ်ဖက်မှာမြင်တွေ့လာရတာဖြစ်ပါတယ်။ဇွဲတက်ကတော့သုံးမကုန်နဲ့ရှူတယ်တွေနဲ့တူနာမည်တစ်ခုကိုရရှိနေခဲ့ပြီးသားလေးဖြစ်ပါတယ်။ထိတန်းရှူဆိုင်ကြီးဖြစ်တဲ့ပြင်လူတန်းတွေကြောင့်မှလေးစားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လေပရိသတ်တွေအနေနဲ့တမိသားစုလုံးပေါ်မှာချစ်ခင်ခဲ့ကြတာလေးဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ဆွေတဲ့ပေကန်ရှိအနီဝင်းမာရဲ့ရှင်းပြမှုဗီဒီယိုလေးတစ်ခုကြောင့်မြန်မာသူပေါင်းကနေချီကျူလာခဲ့ရတာလေးဖြစ်ပါတယ်။ဆွေတဲ့အနေနဲ့ဝန်ထမ်းတပည့်လေးတွေရဲ့မင်္ဂလာဆောင်ခြင်းလေးတွေမှာတက်ညီလက်ညီနဲ့တူထောက်ပံ့ပေးတတ်တာဖြစ်ပါတယ်။ လက်ဝဲရွှေတွေနဲ့တူကုညီလာဆင်ပေးတဲ့ကြသလိုလိုအပ်တဲ့လက်ဖွဲ့တွေကိုမြင်ပေးတဲ့ကြတာပါ။ဒါကြောင့်လေတပည့်လေးတွေရဲ့မင်္ဂလာပွဲတွေ46သိန်းအထိကိုလက်ဖွဲ့ပေးလာခဲ့တာဖြစ်ပါရည်။ပရိသတ်တွေကတော့ချမ်းသာကျွေးဝါးတဲ့ပြင်တစ်ဖက်သားကိုသာစာနာပေးတဲ့တာကြောင့်လက်ရှိမှာချီးကျူးနေရတာဖြစ်ပါရည်။ဒါကြောင့်လေရှေးသွားနောက်လည်းညီလေးဇွဲထက်ပိတ်ကန်ရှင်တွေပေါ်မှာလေးစားချီးကျူးလာခဲ့တာလည်းဖြစ်ပါရည်။ကြီးတဲ့ချမ်းသာပင်မင်းတပည့်လေးတွေကိုသာပုံမထင်ပေါ်စေချင်ခဲ့တဲ့အန်တီဝင်းမာရဲ့စိတ်ထားလေးပေါ်မှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။ ထိမ့်သိမ်းခံလိုက်ရတဲ့ဒရိုက်တာမိုက်ဒီအတွက်အခုလိုစကားတခုံးပြောင်းလိုက်တဲ့လင်းစာနီဆောင်မင်္ဂလာပါပရိသတ်ကြီးရှင်ပရိသတ်ရဲ့ချစ်တော်မင်းသမီးလေးတယောက်လင်းစာနီဆောင်ဟာတမိုင်းဘွားမှာတမီးလေးမြူလင်းကိုကိုနဲ့အတူအေးချမ်းချမ်းဖြတ်တန်းနေရလို့အများကထင်ရမယ်တကယ်တမ်းမှာတော့တမိုင်းရဲ့ရင်ထဲမှာအကောနဲ့မှအတွက်အပူလုံးကြီးနဲ့အမြဲတမ်းစိတ်ပူပန်နေရပါတယ်အခုဆိုရင်တော့လင်းစာနီဆောင်တယောက်ရုတ်တရက်ထိမ့်သိမ်းခံလိုက်ရတဲ့တမိုင်းအကိုဖြစ်သူဒရိုက်တာမိုက်ဒီနဲ့ပတ်သက်ပြီးဝမ်းနဲ့ဝင်ရစကားခုံဆူလာတာဖြစ်ပါတယ် ဒီသတင်းကြောင့်လည်းပြည်သက်တွေကသူမကိုအယံသနာကူနာတက်နေကြတာပါပြည်သက်တွေတင်းရတဲ့အတိုင်းလင်းစာနေစောရောမောင်နှမတွေကတော့ Driver Mighty လင်းစာနေစောချစ်ချစ်စောဆိုပြီးပြည်သက်တွေချစ်ခင်ရတဲ့နုပညာမောင်နှမတွေဟာသူတို့တွေဟာမြမရုပ်ရှင်လောကမှာနာမည်ကြီးပြီးတော့ရုပ်ရှင်ဒါရိုက်တာကြီးဦးခင်စောကေတီပန်ရဲ့တာသမီတွေဖြစ်ပြီးတော့နုပညာသွေးအရင်းကြီးတွေရှိကြသူပါအဲ့ချိန်မှာတော့သူတို့မိသားစုတွေကအကောကြီးဖြစ်သူဒါရိုက်တာမိုင်းတီးဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲထိမ့်သိမ်းခံလိုက်ရတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ် ။အကြောင်းထိန်းသိမ်းခံလိုက်ရလဲဆိုတော့ခုတလော online ပေါ်မှာအရင်ကပွဲစုနေတဲ့ခေတ်သမိုင်းကိုဒုံဆိုင်သူများဆိုရင်နိုင်ငံရေးပညာပေးဇာတ်ကားကြီးနဲ့ပတ်သက်ပြီးတော့ director ဟာဇာတ်ကားမှာပါဝင်တရုပ်ဆောင်ခဲ့ကြတဲ့နေတုံမြင့်မြန်နေဝင်အေဂျင့်မောင်တို့ကို director mighty ကဝေဖန်မိတာကြောင့်အခုလိုရုတ်တရက်ဖန်ဆီးထိန်းသိမ်းခံလိုက်ရတာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ရှင်။ Trader Mighty အစိုးရမှာကလေးကနိုင်ငံရေးကိစ္စရည်နဲ့ဖန်ဆီးခံရဖို့ပြီးလူကြီးချမ်းသာဝင်နေပြန်လဲလွတ်မြောက်လာခဲ့တာမကြသေးပါဘူး။ခုတော့ဒုတိယကြိမ်ထပ်မံဖန်ဆီးခံရတာပါ ဒါကြောင့်လေညီမဖြစ်သူလင်းစာနီဆောင်ဟာအကိုဖြစ်သူအတွက်အရန်ကိုစိတ်ပူနေတာပါဒါပေမဲ့ဒီကိစ္စမှာနိုင်ငံရေးဆိုတာထက်ပို့ပြီးတော့စိတ်မကောင်းတာရင်းနှင်းစရာကောင်းတာကတော့ဒရိုက်တာမိုက်ဒီယောသူ့ရဲ့အမဖြစ်သူမက်ချစ်ဇော်ပါနှစ်ယောက်လုံးဟာအမိုင်းကင်စာယောဂကိုပြင်းပြင်းထန်ထန်ခံစားနေရတဲ့ဝေဒနာရှင်တွေဖြစ်နေလို့ပါပဲရှင်ဒီလိုလူကိုယ်တိုင်ကကင်စာယောဂခံစားနေရတဲ့အကိုတယောက်ထပ်မံအဖမ်းခံရအမတယောက်လည်းနေမကောင်းဖြစ်နေရတဲ့ချင်းနေကြတဲ့မှာလင်းစာနီဆောင်တယောက်ဘလောက်တောင်စိတ်ထိခိုက်နေရမလဲ ဒီအချိန်နဲ့ပတ်သက်ပြီးတော့လင်းဆောင်နေသောကတော့ social media နဲ့တစေခုလိုပဲရင်းဖွင့်လာတာပေါ့အပူတော့ကကင်းဝေးတဲ့သူရဲ့လို့ရှိမနေပါဘူးကို့အတွက်ကပို့လို့တော်နေသားကြနေပါပြီခொနည်းအသားသမီးပေါ့နှလုံးစိမ်ဝင်အေးချမ်းကြပါစီဆိုပြီးမြင့်တောင်ပို့တာလာတာဖြစ်ပါတယ်။ဒါဟာဒီမှာဘလောက်တောင်စိတ်ဒုက္ခတွေကိုကြံ့ကြံ့ခံနေရတယ်ဆိုတာကိုပြသနေတယ်လို့ပါပဲ။ လင်းစာနီစောကိုရိုင်းရင်လင်းဆောင်းဝဲမှာခင်မွန်းတဲ့ရေကိုကိုနဲ့လက်ထက်ခဲ့ပြီးတမီလင်းမြူလင်းကိုကိုရရှိခဲ့ပေမယ့်နောက်ပိုင်းမှာတော့ခင်မွန်းတဲ့နဲ့ကွာရှင်းပြက်ဆဲပြီးတော့တမီလင်းနဲ့တူတူဘွားအောင်တရားထင်ယုံကန်ဖြတ်တန်းနေရတာပါကိုတော့ကိုရဲ့ဘွားကိုတမီလင်းနဲ့ရက်တီနေရတဲ့ပြင်နိုင်ငံကြီးကဖမ်းခံထားတဲ့ကင်းစာဝေဒနာရှင်အကိုပြီးတော့ကင်းစာဝေဒနာရှင်အမဆိုတဲ့အပူတော်ကနေကြတဲ့မှာလင်းစာနီစောတရားပိတ်မိနေရှာတာပါပရိသတ်ကြီးတို့ကတော့ဒီသတင်းကိုကြားပြီးသူမအောင်အရင်တနာကင်းတာတက်နေကြတာပါရှင် ရိတ်သက်ကြီးတို့အနေနဲ့ကရောဘဝရဲ့အခက်အခဲမျိုးစုံကိုကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့မင်းသမီးလေးလင်းဆောင်နေစောကိုတနာကြပါသလားသူတို့အတွက်ဘလို့စကားမျိုးအားပေးချင်ကြပါသလဲကောမန့်မှာဝင်ရောက်ရေးသားပြောပြသွားကြပါအောင်ရှင်မိဘတွေမရှိချင်ညီလေးညီမလေးတွေကိုအကိုကြီးဖယားထားလို့စောက်ရှောက်နေတဲ့ဆယ်နှစ်ရွယ်သားငယ်လေးဒီနေ့ကျမပြောပြမယ့်အကြောင်းအရာကတော့အသက်ဆယ်နှစ်ရွယ်ပဲရှိသေးပေမယ့်အဲ့လိုပျော်ရွှင်ခွင့်နေနဲ့ဝေးကွာပြီးတော့သူ့ရဲ့ပကုံးကမှာ ကြီးမားရဲ့မိသားစုတာဝန်ကိုချမ်းမို့ကြတဲ့ကိုကြီးဖရာနေရာကနေသူ့ချဲ့ငယ်တဲ့ညီလေးညီမလေးတွေကိုရုံးကန်ဆောက်ရှောက်နေတဲ့ကလင်းငယ်တယောက်ကြောင့်ပါပဲဒီကလင်းငယ်လေးရဲ့ဖြစ်ရာအခု social media ပေါ်မှာပြန့်နှံ့ပြီးမြင်ရသူကြားရသူတိုင်းကိုရှင်းနေစိတ်မကောင်းဖြစ်စေရသလိုတစ်ချိန်ထဲမှာပဲသူ့ရဲ့စိတ်တဲ့စံခိုင်မှုနဲ့တည်တဲ့လိမ္မာမှုတွေလေးစားချီးကျူးနေရပါတယ်ရှင်ဒီကလင်းငယ်လေးရဲ့ဘဝအခြေအနေကတကယ်ကိုမှရင်းနှီးစရာကောင်းလာပါတယ်ရှင်သူ့ရဲ့ဖခင်ကသူတို့ကိုထားပြီးထွက်သွားခဲ့ပါတယ်တိုးတဲ့တော့အားကိုးရမိခင်ဖြစ်သူကလည်းကန်ဆိုးစွာနဲ့ကတိုင်မှုဖြစ်ပြီး ပေါင်ကျိုးကစေယုံမှာတယောက်ကုသမှုခံနေရပါတယ်မိဘနှစ်ပါးလုံးရဲ့ရှေးအဝါသားအောင်မှာမရှိတော့တဲ့အခါအိမ်မှာကြံခဲ့တာကအသက်၁၀နှစ်ပဲရှိသေးတဲ့အကိုကြီးရဲ့သူ့အောက်ကမောင်လေးညီမလေးစုစုပေါင်းမနှမလေးရောက်ပါပြီပေါ်ပြီးဆိုတာကသူတို့မနှမတွေနေစရာအိမ်မရှိပါဘူးညညာဆိုရင်လမ်းမေးပလက်ဖောင်းတွေမှာပဲကျုံတလို့အိတ်ကြရပါတယ်အသက်၁၀နှစ်တကယ်ဆိုရင်သူကိုယ်တိုင်ကကလေးငယ်လေးတယောက်ပါပဲဂျိုင်းမဲကတော့သူကငိုကြွေးနေလို့မဖြစ်ပူဆွေးနေလို့မဖြစ်တော့ပါဘူးသူရဲ့ညီလေးညီမလေးတွေရဲ့အဖေတယောက်လိုအမေတယောက်လိုမျိုးသူဟာဒီမိသားစုရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါရင် သူပါလုပ်ခဲ့လေအချို့တွေပြောနေကြသလိုမရှိလို့ခိုးတယ်မရှိလို့တောင်းနေဆိုတဲ့လမ်းကိုသူလုံးဝမရွေးချယ်ခဲ့ပါဘူးသူအနီနာကလောက်ရဝက်ရှော့တစ်ခုခုမှာအလုံးဝင်လုပ်ခဲ့ပါရီသူရဲ့တနေ့လောက်အားကားကတထောင်ချက်ပါပြီးတော့ထမင်းနဲ့နဲ့ကြွေးပါရီပရိသတ်ကြီးစဉ်းစားကြည့်ပါတထောင်ချက်တည်းနဲ့ညီကိုမောင်နှမလေးယောက်ဘလို့ရှင်တယ်မလဲသူကလုကရှလာတဲ့ထမင်းလေးကိုငါပိုက်စားတယ်ဆိုပြီးတော့တယောက်တည်းစားမပြစ်ပါဘူးသူညီလေးညီမလေးတွေစားဖို့အတွက်အိမ်နံမိတ်ကိုပြန်ယူလာပြီအားလုံးတူတူဝေးခွဲစားတော့ပါရီ အဆိုဆုံးနဲ့ယင်းနေရဆုံးမြင့်ခွင်းကတော့အငယ်ဆုံးကလေးလေးကိုသူ့ဖေမေနေရာရောက်နေတဲ့ဒီဆက်နဲ့ကိုကြီးကနှုတ်ဘူးကိုကိုရင်ဖြောပြီးတော့တိုက်ကျွေးချော့တက်ရတာပါပဲ။ဒါတကယ်ကိုမှအရွေးနဲ့မလိုက်အောင်တာဝန်ယူတတ်တဲ့မိမမရှိတဲ့နောက်မှာအကိုကြီးဖရာဆိုသလိုမောင်နှမတွေကိုပြုစုစောက်ရှောက်နေတဲ့မြင့်ခွင်းပါပဲ။ဒီကလေးငယ်လေးကိုမီဒီယာတွေကမေးကြည့်တဲ့အခါသူ့ရဲ့ကြီးမားဆုံးဆန္ဒကအရန်ကိုမှရိုးရှင်းပါတယ်။အမေမမြန်နေကောင်းပြီးတော့ပြန်လာရင်အိမ်လေးနဲ့အတူတူနေချင်နေတယ်။လမ်းဘေးမှာအိပ်ရတာသူအရန်ကြောက်တယ်လို့ဆိုပါရီ။ နောက်ထပ်သူရဲ့ကြီးမားတဲ့ဆန္ဒတစ်ခုကသူညီလေးညီမလေးတွေကိုပညာတတ်ဖြစ်စေချင်တာပါတယ်။သူပြောလိုက်တဲ့စကားတစ်ခုကကျမတို့လူကြီးတွေတောင်မှအံ့ဩသွားစေပါတယ်။ပညာမတတ်ရင်လမ်းမေးမှနေရတယ်။ဒါကြောင့်ညီလေးညီမလေးတွေကိုပညာတတ်ဖြစ်အောင်သင်ပေးချင်တယ်လို့ရှင်နေကလာတဲ့စကားပြောပြပါတယ်။ဒါပေမဲ့သူ့ကိုယ်သူတွေမိတဲ့အခါမှာတော့သူကအကြောင်းမပြမတတ်ချင်တော့ဘူးလို့ဆိုပါတယ်။သူကလှုပ်ယုံမှပဲဖြစ်ဖြစ်ရတဲ့နေရာမှာပဲဖြစ်ဖြစ်လှုပ်လှုပ်ပြီးညီလေးညီမလေးတွေကိုရှာဖွေခြင်းဝေဆောက်ရှောက်သွားချင်တယ်လို့ပြောပါတယ်။ဒီနေရာမှာပြိဿတ်ကြီးမရှိလို့ခိုးတာအပြစ်မဟုတ်ဘူးဆိုတဲ့စကားမှားရင်ကြောင့်ဒီစင်းကြီးကလေးကတက်တေပြလိုက်တာပါပဲ သူ့မှာမိဘမရှိအိမ်မရှိဆင်းရဲတယ်ဒါပေမဲ့သူ့တမားပစ္စည်းကိုခိုးယူဖို့မယုံမသားလို့ဖို့သူ့လုံးဝမစင်စားခဲ့ပါဘူးသူရွေးချယ်ခဲ့တာကကိုယ့်ရဲ့ချွေးနဲ့ကိုယ့်ရဲ့ကာယအားနဲ့ကိုယ့်ရဲ့ယူသားမှုကိုတနေ့တစ်ထောင်ချက်ပဲရရအလုပ်လုပ်ပြီးတော့ညီကောင်မောင်နှမတွေကိုချင်းဝေးဆောက်ရှောက်ဖို့ပါပဲသူ့ရဲ့ယူသားမှုသူ့ရဲ့တာဝန်သိတယ်မို့သူ့ရဲ့ညီကောင်မောင်နှမပေါ်မှာထားတဲ့မေတ္တာတရားတကယ်ကိုမှလေးစားတူးစရာပါပဲဒါကြောင့်ဆင်းရဲမွတ်တယ်မှုဆိုတာလူတစ်ယောက်ကိုခုံသိခါမဲ့အောင်မယုံမသားပြောင်းလို့ကိုယ်အတွက်စင်ချေတစ်ခုလုံးဝဖြစ်နိုင်မှုဆိုတာဒီကလေးရဲ့ဖြစ်ရက်ကသတိပြနေပါရဲ့ရှင် ဒီရုပ်ကြီးချုပ်နေကြတဲ့ပြည်သက်တရားကိုတဲ့စင်နေတဲ့မိသားစုတာဝန်ကိုရိုးသားစွာထမ်းပို့နေတဲ့ဒီကလေးငယ်လေးရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဘလို့ခန်းစားရပါသလဲဘလို့ထင်မြင်ဥစလေးဆိုတာပြောသားပေးခဲ့ပါအောင်ရှင်